ကျွန်တော်တို့ဒီနေ့မှာတော့ရုရှားယူကရိန်းငင်းငိမ့်စီရင်စင်တဲ့ပတ်သက်ပြီးပြောရအောင်ပါနောက်ဆုံးအချက်အလက်တွေကိုကျွန်တော်ရှင်းပြပါမယ်နိုင်ငံတကာသတင်းဖော်ပြချက်တွေမှာတော့ခရန့်ကသဘောတူညီမှုရရှိဖို့နှိစက်နေပြီရုရှားကတော့အင်းမလုတ်အဲမလုတ်ပဲနေနေပြီးတော့ဥရောပကတော့လုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့ရင်းနေတယ်လို့ဖော်ပြပါတယ်ဒါဆိုတကယ်တမ်းမှာဘာတွေဖြစ်နေတာပါလဲပြီးခဲ့တဲ့ပတ်မှာထရန်ဆိုရာကငင်းချင်းအချက်28ချက်ပါအစီအစဉ်ကိုချပြခဲ့ပါတယ် ဒါပေမဲ့ train အစီအစဉ်ကအချိန်လေးကိုငြိမ်သက်သွားသည်မယ်အစားကမ္ဘာနိုင်ငံကြီးလောကတစ်ခုလုံးကိုမီးတောင်တလို့ဆူညံပွက်လို့ရိုက်သွားစီခဲ့ပါတယ်။စစ်ပွဲရဲ့ကာရခဲ့ခြင်းယူကရိန်းနဲ့ EU နိုင်ငံအတော်များများကဒီအစီအစဉ်ဟာရုရှားရဲ့တောင်းဆိုချက်တွေဘက်ကိုအရန်ရင်းလုံးနေဆိုပြီးပြင်းပြထန်ထန်ဝေဖန်ခဲ့ကြတာပါ။အငင်းပွားစရာအလွန်ကောင်းခဲ့လို့ရပိုင်းအတွင်းမှာပဲအစီအစဉ်ရဲ့အစိတ်ပိုင်းအချို့ကိုပြန်ပြီးရေးခဲ့ရပါတယ်။မူချမ်းအသစ်ကရောအခုပမာပါလဲ။ အခုထိတော့လူသိရှင်ကြောင့်အထုတ်ပြန်သေးပါဘူးအပိသစာသားတွေကိုဘယ်သူမှမသိရသေးတာပါဒါပေမဲ့ယူကရိန်းရဲ့သံတမန်ဇယ်လန်စကီကတော့အကဲဆက်တဲ့အချက်တချို့ကိုပြင်ပေးမယ်ဆိုရင်ယူကရိန်းအင်းနဲ့ရှစ်ဆက်တို့ကိုအသင့်မယ်လို့ပြောထားပါတယ်ဥရောပတန်တမန်ရဲ့အဆိုရတော့ပြင်ဆင်ထားတဲ့အဆိုပြုချက်တွေမှာပါဝင်တာတွေကတော့၁ယူကရိန်းအင်းနဲ့ဒွန်ဘတ်ဒေတာကနေပြီးတက်ဆုပ်ဝေးကြအောင်ဘယ်လိုတော့ပါဘူး၂ယူကရိန်းကိုနေတို့ခွဲတယ်ဝင်ဝင်ပြပါမယ် ဒါကမော်စကိုအတွက်တော့တိမတ်ခံနိုင်ဆုံးစီးအနေဖြစ်လို့ဖြစ်လာဖို့ဆိုတော့အလွန်ပဲညှိနှိုင်းကိုခတ်မဲ့အရာပါ၃ယူကရိန်းဟာပထမပြောသလိုစစ်ရင်အား၆သိန်းမဟုတ်ဘဲနဲ့သူ့စစ်တပ်ကိုအပြည့်အဝဆက်လက်ထားရှိခွင့်ရပါမယ်နံပါတ်၄ကတော့ရုရှားအနေနဲ့ပြီးခဲ့တဲ့ဩဂတ်လကဒီထရန့်နဲ့ပူတင်ကြားလှုပ်ဝက်ပြုလုပ်ခဲ့တဲ့အလက်စကာထိပ်သီးဆွေးနွေးပွဲကအချက်တွေကိုထည့်သွင်းဖို့တွန်းအားပေးနေပါတယ်အဲ့ဒီဆွေးနွေးပွဲအကြောင်းကိုအသေးစိတ်လူသိချင်ကြားထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး အခြေခံအားဖြင့်ပြောရရင်ဒီအစီအစဉ်ကရုရှားရဲ့အကြိုက်ဘက်ကနေပြီးဖယ်ခေါ်တော့ပါပြီ။ဒါကြောင့်လဲမော်စကိုကရုပ်တရက်အင်းမလုပ်ခဲမလုပ်ပဲနေနေရဖြစ်ပါတယ်။ထရန့်ကတော့သဘောတူညီချက်ရဖို့နီးစပ်နေပြီလို့ပြောပါတယ်။သူကပူတင်နဲ့တိုက်ရိုက်ဆွေးနွေးဖို့သူ့ရဲ့ကိုယ်စားလှယ်စတီဝဲကော့ကိုလာမယ့်အပတ်မှာမော်စကိုကိုဆေးလွှတ်တော့မှာပါ။ဒါပေမဲ့ဒီအချက်ကယူကျင်ကြပါ။ထရန့်ရဲ့ကိုပိုင်ပါတီကလူတွေကတော့ဒီစကိစ္စကိုစန့်တင်နေကြပါ။အများစုကဒီစီစဉ်က ကျူးကျော်မှုကိုစုချနေသူဖြစ်ပြီးတော့အန္တရာယ်ရှိတဲ့ရှေ့ဆောင်နိုင်ငံဖြစ်သွားလိမ့်မယ်လို့သတိပေးပါရစေ။နိုင်ငံသားရေးမူဝါဒမှာပုံမှန်အားဖြင့် Trump နဲ့သဘောထားတိုက်ဆိုင်လေးရှိတဲ့ Republican အမတ်တွေကိုယ်တိုင်ကဒီစကားတွေပြောနေကြတာပေါ့။အခု Russia ဘက်ကိုကြည့်ရအောင်ပါခင်ဗျာ။စိတ်ချယုံကြည်ရတဲ့စစ်ဘက်ဆိုင်ရာသူရည်သနာအခွဲတစ်ခုဖြစ်တဲ့ Institute for Strategic War ကတော့ရုရှားဟာပူးပေါင်းဆောင်ရွက်ခြင်းအောင်ဆောင်ဖို့တမင်ယူရပြီးတော့ဝိလေချောင်းဘက်လုံနေရလို့ပြောပါတယ် တကယ်တမ်းမှာတော့ရုရှားအနေနဲ့2021နဲ့2022ကသူတို့ရဲ့မူလစစ်ပွဲကြီးမှန်းချက်တွေကိုဆွန့်လွှတ်ဖို့ငင်းဆန်နေသေးပဲလို့သိရပါတယ်။ဒီတော့တွင်ရုရှားတောင်ငင်ရှိသူတွေကအလက်စကာထိပ်သီးစနစ်ဝဲကနှစ်ဖက်နားလည်မှုအချက်တွေကိုအမေရိကန်တွေနဲ့လေစာလိုက်နိုင်ရမယ်လို့အရင်မှတ်ပြောကြနေပါတယ်။တကယ်တမ်းအဒီအချက်တွေကဘာတွေလဲဆိုတာဘယ်သူမှမသိကြပါဘူး။ရုရှားရဲ့ဒုတိယနိုင်ငံသားရေးဝန်ကြီးကိုငြိမ်းချမ်းရေးအစီအစဉ်အကြောင်းပေးတဲ့အခါသူကမော်စကိုအနေနဲ့ ်လူသိရှင်ညာဆွေးနွေးဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပဲပြောပါတယ်။ဒါကိုရုရှားနိုင်ငံပိုင်မီဒီယာ TASS ကဖော်ပြခဲ့တာပါ။ဥရောပခေါင်းဆောင်တွေကတော့ဒီငင်းငင်းအစီအစဉ်ကိုသဘောမကျပါဘူး။အင်အားသုံးပြီးနယ်နိမိတ်ပြောင်းလဲခြင်းဟာကမ္ဘာတဝန်းအထူးသဖြင့်ဘောလကန်ဒေသလိုနေရာမျိုးတွေအတွက်အန္တရာယ်ရှိတဲ့ရှေ့ဆောင်နှံပြဖြစ်သွားလိမ့်မယ်လို့တတိပေးပါတယ်။အီယွန်တွေနဲ့အဓိကပြောချင်တာကတော့ငင်းငင်းကိုလူလာတယ်။ဒါပေမဲ့ကျူးကျော်မှုကိုစုချမယ်ငင်းငင်းကြီးတော့မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေကြမှာပဲယူကရိန်းမှာဟိုက်ဝဲတွေပြင်းထန်နေသေးပါဆာပိုရီဇီယာဒေတာဟူလီယာပိုနာတော့ရံမှာနေမီတက်လက်မှာချင်းစီလွတ်ပြင်းထန်တဲ့တိုက်ပွဲတွေဆက်ဖြစ်ပွားနေပါတယ်ရုရှားကစောင်းနှင်းကာလမှာယူကရိန်းရဲ့ပြည်စစ်ဒါးလိုင်းတွေကိုတိုက်ခတ်မှုတွေညှင့်နေနေပြန်ပါပြီကီယက်ကစွန့်ဝင်ကြီးဌာနကလည်းအရေးပေါ်မြေတောက်မှုတွေဖြစ်လာနေကြောင်းသတိပေးနေပါတယ်ဒါဆိုရင်ငင်းငင်းရဲ့စီစဉ်ကဘယ်အချိန်နဲ့ရောက်နေပြီလဲထရန့်က သဘောတူညီမှုရဖို့နှိစက်နေပြီလို့ပြောပြီးတော့ယူရင်းကတော့အကဲဆက်တဲ့အချက်တွေအရင်ပြင်ပြီလို့ပြောပါတယ်။ဥရောပကတော့ငါတို့မပါပဲမလုံးနဲ့လို့သဘောထားကိုပြနေပြီးတော့ရုရှားကတော့ငါတို့ကိုမလောနဲ့လို့ပြောထားတာပါ။တကယ်တော့မှာတော့ကျွမ်းကျင်သူတွေကရုရှားဟာအပေးအယူလုပ်ဖို့အဝေးကြီးလိုသေးတယ်လို့ဆိုပါတယ်။ဆွေးနွေးပွဲတွေကပြတ်သွားတာမဟုတ်ပါဘူး။ဒါပေမဲ့တကယ်တမ်းပတ်ဝန်းကျင်တော့အဝေးကြီးလိုပါသေးတယ်။အားလုံးပဲအချိန်ပေးပြီးနားဆင်ပြီးကြကြကျေးဇူးတင်ပါတယ်ခင်ဗျာ။